တို့ဗုဒ္ဓဘာသာအမျိုးသမီးများရဲ့ဂုဏ်သိက္ခာကိုညှိုးနွမ်းစေအောင်ထိန်းချုပ်ပြီးတော့ဆရာတော်တန်ခါတော်များကကန့်ကွက်ထားတာမျိုးလည်းမပါပါဘူး။တချို့ကတော့ပြောကြပါတယ်ဗျာ။လူမှုရေးမှာဆရာတော်တန်ခါတော်များကဘာဆိုင်တယ်လဲဆိုတဲ့မိခွန်းတွေအတန်တန်မေးကြပါတယ်။အဲ့တော့ဇနေ့ဒီလုပ်ငန်းလုပ်နေတဲ့ခါမှာလည်းတချို့ကပြောကြတယ်ဗျာ။နိုင်ငံရေးတဲ့။နိုင်ငံဆရာတော်ပြားများနိုင်ငံရေးလုပ်တယ်။တကယ်တော့ဗျာတပည့်တော်ကြားဦးတဲ့နိုင်ငံရေးတစ်ခုရှိပါတယ်။ UNU လက်အစိုးရလက်ထက်ကတကယ်ဝါရင်ဟိုနိုင်ငံရေးသမိုင်းတယောက်ပါအခုတော့တရှိတင်ကြမရှိတော့ပါဘူးဗျာတပည့်တော်ငယ်ငယ်ကအိမ် ခေါင်းရင်းအိမ်ပေါ့အဲ့သူပြောခဲ့နိုင်ငံရေးဆိုတော့နိုင်ငံရေးဆိုတာအဲ့အိမ်အိမ်မအိမ်ရှင်မတူထမင်းချက်တာလဲနိုင်ငံရေးပဲတဲ့ចောင်းသားတယောက်ចောင်းသွားတာလဲနိုင်ငံရေးပဲဘုံကြီးတစ်ပါးစွန့်ခံတာလဲနိုင်ငံရေးပဲဘာဖြစ်လို့လဲဆိုတော့ဒီနေ့လူတွေကမကွဲကြဘူးလေနိုင်ငံရေးတော့လုပ်နေတယ်ပါတီနိုင်ငံရေးလားအာဏာနိုင်ငံရေးလားအမျိုးသားနိုင်ငံရေးလားဆိုတော့ကွဲကွဲပြားပြားခက်ခက်နန်းနမတိကြဘူးလေ နိုင်ငံရေးဆိုတာနိုင်ငံတိုင်းပြည်မှာလူမှုရေးစီးပွားရေးပညာရေးကိုယ်ဝယ်ယုံကြည်ရာဘာသာတရားတွေဒီအရေးကိစ္စတွေခြုံငုံသုံးတဲ့အရေးအရာနိုင်ငံသားတွေရဲ့အရေးအရာကိစ္စဟူသမျှဒီအမျိုးသားနိုင်ငံရေးပါတဲ့အဲအဲ့နိုင်ငံရေးကဘယ်သူမှတာဝန်ရှိလဲနိုင်ငံသားအလုံးမှာတာဝန်ရှိပါလေအဲ့ဒါယနေ့ဆရာတော်တန်ဃာတော်များကိုချိုးရတော့ဆိုကြပါတယ်အမှန်တော့တကယ်တမ်းပြောမယ်ဆိုရင်ဆရာတော်တန်ဃာတော်များဟာယနေ့မိမိဆုံးမိမိစားပြီးစာတင်တိုက်တဲ့ကိုအကြောင်းတိုက်တဲ့မှာတင်ငန်းကောင်းမှုချုပ်ပြီးအိတ်နေရပါတယ်ခင်ဗျာအနေသာကြီးပါလေညာက ဒါပေမဲ့ကြောင်းကြမဲ့မနေနိုင်လို့ကိုဘာသာဒီကိုသာသနာနဲ့ကိုနိုင်ငံဒီလိုပြဿနာမျိုးတွေဒီလိုအခက်အခဲမျိုးတွေဒီလိုအဖြစ်မျိုးတွေထပ်ပြီးမကြုံကြမစုံကြရအောင်လို့ဆိုပြီးတော့ဆရာတော်ကြီးများကကြောင်းကြမဲ့မနေနိုင်တဲ့ဆရာတော်ကြီးများကဆောင်ရွက်ကြတာဖြစ်ပါတယ်ဒီညမှာလည်းယနေ့ဆိုရင်ရှင်များများကြားသိတော်မူတဲ့တိုင်းကြတာဒီဒီမှာအခြားသောဘာသာသာသနာတွေကလည်းအသက်မပြည့်သေးတဲ့အသက်ပြည့်ပြီးကဆယ်လေးနှစ်၅နှစ်သမားတမီးအရွယ်လေးတွေကိုမတော်မတရားပြုကျင့်နေတာလေဒီသာသိမှတွေ့ရပါတယ်ကြောက်ပြားပြီးတော့အခမ်းအနားတိုင်းမှာ မေတ္တာရက်ခံပါလေအခြားသောဘာသာရေးကောင်းဆောင်တွေကိုလည်းမိမိဘာသာဝင်တွေကိုဒီအချိန်မှာအားလုံးကအလေးအနက်မိမိတို့နိုင်ငံတော်ရဲ့ဥပဒေတွေကိုလေးစားလိုက်နာကြဖို့နိုင်ငံသားဖြစ်ခြင်းအပေါ်မှာတန်ဖိုးထားဖို့ဘာသာရေးနဲ့နိုင်ငံသားဖြစ်ခြင်းဒီပေါ်မှာခွဲခြားရှုမြင်ဖို့နောက်မိမိဘာသာဝင်တွေကိုမိဘာသာရေးအစုံအမနဲ့ပဲအခြားဘာသာသာသနာတွေပေါ်မှာမစော်ကားမိအောင်စောင့်ထိန်ကြဖို့လိုပါတယ်ဒါမှဘုရားကြီးတို့တကယ်လူလားတဲ့ရင်းချမ်းရေးညီညွတ်ရေးကိုရမှာပါ ဒါကြောင့်မို့ဘုရားကြီးတို့ဒီတတ်တဲ့ထိုင်းချင်းဆိုင်ရာဥပဒေကိုလိုအပ်နေတဲ့အတွက်လွတ်တော်များတင်ပြမေတ္တာရက်ခံတောင်းဆိုလာခြင်းဖြစ်ပါတယ်။နောက်နံပါတ်3အချက်ကတော့လူကြီးတလင်တမြားစနစ်ကဲ့သို့သောအိမ်တော်ကြီးဥပဒေပါ။အိမ်တော်ကြီးဥပဒေဆိုတာခရစ်ယာန်မှာလည်းတလင်တမြားစနစ်ကဲ့သို့သောဥပဒေတွေကိုအားပေးထားတာလိုက်နာထားတာရှိပါတယ်။ထိုနည်းတူသာပဲအစ္စလာမ်ဘာသာမှာလည်းတော့ကြားတဲ့ယောက်ကအိမ်တော်လေးဆက်ပြုလို့ရတာမှန်ပါတယ်။ဒါပေမဲ့ စီမဲ့ကမ်းမဲ့ပြုလို့ရတာမဟုတ်ပါဘူးသူတို့ကိုယ်တိုင်ကျမ်းမာကိုစီကံတကြရှိပါတယ်တာတူညီမျှရှိရမယ်ညီညွတ်သောသဘောထားရယူမှုတွေရှိရမယ်ဆိုတဲ့အချက်တွေကိုလည်းအတိအလင်းပြထန်းတာတွေရှိပါတယ်ဒါကြောင့်မို့ဘုရားရှင်ဗုဒ္ဓဘာသာမှာဆိုရင်လေလူကျင့်ဝတ်ဖြစ်တဲ့အခြေခံ၅ပါးတည်လာမယ်တတရားမြောက်တည်လာဖြစ်တဲ့ကာမိတုမိတ်ဆာဆာရာကံကိုယ်သာအားလုံးလိုက်နာကျင့်သုံးကြမယ်ဆိုရင်တလင်တိမျက်စနစ်ကဲ့သို့အာဘိဗိဒါဖြစ်ပါတယ်ဘာလို့တလင်မျက်စနစ်ကဲ့သို့ဘုရားရှင်တင်ပြထားရတယ်လဲဆိုရင်အိမ်အောင်ရေးကိုအကြောင်းပြုပြီးတော့လူမှုရေးတွေ မွေးဖွားလာမဲ့တာသမီတွေရဲ့နောင်ရည်တွေမှာပြဿနာတွေမှာဖြစ်ပွားစေအောင်လို့ဓာတ်ရည်တို့ဒါကိုစီကန်စနစ်အိမ်ဆောင်ရင်းနဲ့ပတ်သက်ပြီးစီကန်စနစ်တွေရှိဖို့ဒီနေရာမှာလည်းမေးစရာရှိပါတယ်ရုပ်လူငယ်တွေကတော့မေးတယ်တသက်မှာတစ်ခါအိမ်ဆောင်ပြုရတာလားဆိုတာမဟုတ်ပါဘူးတည်ဆုံးသွားတဲ့အခါမှာအเจ้าမျိုးမျိုးကြောင့် ပွဲကွာပြီးအတီလင်းပြတ်ဆွဲကုတ်ကွာပြီးသွားတဲ့အခါမှာဥပဒေအကြောင်းအရတော်တော်နည်းနေနဲ့အိမ်ဆောင်ပြုဥပဒေတွေကိုဆောင်ရွက်လို့ရပါတယ်နိုင်ငံတကာမှာလည်းရှိပါတယ်ဒါကတော့တကယ်တမ်းဆောင်ရွက်ရမှာကလွှတ်တော်ရင်းမှာရှိတဲ့နိုင်ငံတကာကျွမ်းကျင်တဲ့ဥပဒေပညာရှင်များကကိုယ်နိုင်ငံရဲ့ယဉ်ကျေးမှုရေးမြေးဒလေးစရိုက်တွေနဲ့လိုက်ရောညီချွေတဲ့ဥပဒေကိုပြဋ္ဌာန်းပေးရမှာဖြစ်ပါတယ်ဒါကိုလည်းလွှတ်တော်ကိုပြည်တော်ကအကြံပြုထားတာပဲဖြစ်ပါတယ်တတိယချက်ကတော့လူဦးရေထိန်းချုပ်ခြင်းဖြစ်ပါတယ်ထိန်းချုပ်ခြင်းမဟုတ်ပါဘူး ဒေတာတခုမှာလူဦးရေအစမတန်တိုးဝါနှုံးသည့်ထိုဒေတာ၏ကြီးငြိမ်မှုကိုပြပြားစေတယ်လို့စီးပွားရေးလူမှုရေးပညာရေးအစရှိတဲ့အရေးတွေကိုနိုင်ပါစေနိုင်ပါတယ်ဒါအထူးသဖြင့်မိသားစုမှာပဲကြည့်ရင်မိမိကျွေးနိုင်မွေးနိုင်တဲ့သားသမီးအရေးတက်တဲ့ပုံမူပြီးတော့အားတိုင်းကလေးမွေးထားတဲ့မိသားစုများဟာစင်ရဲတွင်ကမလွတ်နိုင်ကြပါဘူးဒီနေ့ဓာတ်ရီတို့ဘင်္ဂလားဒေ့ရှ်နိုင်ငံ လူကြီးအစမတန်ပေါက်ကွဲမှုကြောင့်ဒေတာရင်းမတည်ငြိမ်မှုများတွေဖြစ်ပွားနေတယ်လို့အိန္ဒိယနိုင်ငံတွေဖြစ်တဲ့အိန္ဒိယနိုင်ငံမြန်မာနိုင်ငံထိုင်းနိုင်ငံမလေးရှားနိုင်ငံအစရှိတဲ့အိန္ဒိယနိုင်ငံတွေနဲ့ခိုးဝင်မှုပြဿနာတွေနဲ့ရင်ဆိုင်ဖြေရှင်းနေကြရပါတယ်။အဲအဲ့ဒါကြောင့်မို့ယနေ့မြန်မာနိုင်ငံမှာလည်းပြည်သူတို့ဒေတာတစ်ခုမှလူမျိုးစုတစ်စုကလူမျိုးစုတစ်စုတို့ဆို၎င်းဘာသာတစ်ခုမှဘာသာတစ်ခုတို့ဆို၎င်းဖွံ့မှုသွားခြင်းဖွံ့မှု၍လူမျိုးစုအ ਨੇ စုတွေပွဲပြောက်သွားခြင်းမရှိရအောင် ချုပ်တင်ကာကွယ်တဲ့အနေနဲ့ဘယ်ဘာသာဘယ်လူမျိုးမဆိုမြန်မာနိုင်ငံသားဖြစ်ခဲ့ရင်အိမ်အောင်တစုမှာကန့်တတ်တဲ့လူကြီးကိုထိမ့်မိထားဖို့လိုပါတယ်။ဒါမှသာတဦးနဲ့တဦးကြားမှာအမုန်းတရားတွေမဖြစ်ပွားလာအောင်ချုပ်တင်ပြင်ဆင်ထားတာဖြစ်ပါတယ်။နောက်တစ်ခုနိုင်ငံမှာကမ္ဘာကုလသမဂ္ဂအဖွဲ့များရဲ့တားဆက်ချစီမံကိန်းတွေစည်ရင်မွေးတင်မှုလျှော့ချရေးစီမံကိန်းများတွေထိုလုပ်ငန်းတွေတဖက်တလန်းကအထောက်အကူပြုနိုင်ပါတယ်။တရုတ်နိုင်ငံစည်ရင်မွေးတင်မှုဖြစ်နေစဉ်ကာလယခုကဲ့သို့ဖွံ့ဖြိုးတိုးတက်စဉ်ကာလကလည်းလူကြီးကိုထိမ့်မိထားပါတယ်။ ဖွေနီကျူဆိုစင်ကူနိုင်ငံကလည်းသူတို့နိုင်ငံထူထောင်ကစားအချိန်မှာလူကြီးကိုကန့်သက်ထိန်းကြီးကြပါတယ်ယခုတိုးတက်တဲ့အချိန်ချမ်းသာကြွယ်ဝသွားတဲ့အချိန်မှာလည်းလူကြီးထိန်းကြီးခြင်းကိုချော့ချပေးပြီးဖြစ်ပါတယ်ဒီနေ့မြန်မာနိုင်ငံကဆိုလို့ရှိရင်ဒီစင်ရဲမွေးတည်မှုဒဏ်ကားနေမလွတ်နိုင်သေးပါဘူးအင်မတန်မှရုန်းကန်နေကြတဲ့အချိန်မှာကောတဘာသာနဲ့တဘာသာကြားမှာတန်တရားကြီးဖြစ်နေကြတဲ့အချိန်မှာကောဒီတန်တရားကြီးပြောက်ဖို့စင်ရဲမွေးတည်မှုတွေချော့ချနိုင်ဖို့နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့လူဝင်စည်းတွေမဖြစ်လို့လူတွေအရေးကြွတာမရလာပြီးတော့ အရင်ချင်းနေမရှိတဲ့လူတွေမဖြစ်ရလေအောင်ဆိုပြီးဘုရားကြီးတော်တို့လူဦးရေအဖြစ်လဲထိမ့်ညှိထားဖို့လိုအပ်ပါတယ်ဒါကြောင့်လူဦးရေထိမ့်ညှိခြင်းဆိုင်ရာဥပဒေကိုနိုင်ငံတော်ကလူထုလူနည်းတွေအညီသူတေသနာပြုချက်တွေနဲ့အရာဆောင်ရွက်ပေးဖို့ဆိုပြီးမေတ္တာရပ်ခံထားတာဖြစ်ပါတယ်ဒါကြောင့်မို့လို့မျိုးဆောင်ဥပဒေမှာဘုရားကြီးတော်တင်ပြသွားတဲ့ဘာသာကူးကြောင်းချင်းဆိုင်ရာဥပဒေလက်ထက်ထိမ့်ညှိခြင်းဆိုင်ရာဥပဒေ ်နောက်တလင်တမယစနစ်ကဲ့သို့သောဥပဒေလူဦးရေထိန်းချိခြင်းဆိုင်ရာဥပဒေဆိုပြီးအချက်လေးချက်ကိုတင်ပြတောင်းဆိုထားတာဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဘုရားတို့ဘယ်ဘာသာတာသနာကိုမှထိခိုက်နေအောင်ဆောင်ရွက်ထားတာမရှိပါဘူးလူ့အခွင့်အရေးချိုးပေါက်ထားတာလည်းမရှိပါဘူးဘသူကိုမှဂုံတိတ်ခါတွေထိပါအောင်ချိုးနှိမ်ထိန်းချုပ်ထားတာမျိုးလည်းမရှိပါဘူးအဲ့ဒါကြောင့်မို့ဘုရားတို့ကမျိုးဆောင်ဥပဒေအပြင်တခုရောနာမည်ထပ်ပေးရပါတယ်ဘာသာအလုံးကြီးယုံကြည်မှုကိုတည်ဆောက်နိုင်ဖို့အတွက် ညီညွတ်မြတ်တာငိမ့်ချမ်းကြမယ်ဥပဒေလိုတော်ဘုရားပြုတော်တို့အမိနာမအသည့်ဘုရားပြုတော်တဦးရဲ့ဆန္ဒနဲ့တော့မှခေါ်ဝေါ်30ရှင်းလင်းလေးရှိပါတယ်။အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဘုရားပြုတော်တို့ဒီမျိုးဆောင်ဥပဒေပေါ်ပေါက်လာတဲ့အခါမှာတချို့ကမေးကြတယ်မျိုးဆောင်ဥပဒေဘယ်မျိုးကိုစောင့်မှလဲမျိုးဆောင်ဥပဒေအမိနာမကိုတန်တရားပွားကြပါလေ။တကယ်တော့မျိုးဆောင်ဥပဒေဆိုတဲ့အမိနာမကိုဘုရားပြုတော်တောင်းဆိုတာမဟုတ်ပါဘူး။ဆောစောတင်ပြထားတဲ့အချက်၄ချက်မှာပါဝင်တဲ့အကျိုးရလဒ်ကိုတောင်းဆိုတာပါ။အဲ့ဒီအကျိုးရလဒ်ကိုဘယ်ဥပဒေနာမည်နဲ့ပဲပြဋ္ဌာန်းပြဋ္ဌာန်းဘယ် ဝန်ကြီးဌာနရဲ့လက်အောက်မှာတင့်တော်တယ်လို့စီမံဆောင်ရွက်ပေးဖို့ဆိုပြီးတော့လွှတ်တော်ကိုမြေတားရက်ခံထားတာပါအဲ့တော့ယင်းဒီနိုင်ငံမှာပြည်သူ့အတန်လွှတ်တော်တန်ပြည်သူ့ဆန္ဒလွှတ်တော်ဆန္ဒပြည်သူ့ဆန္ဒကိုလွှတ်တော်ကခေါ်ဆောင်ရွက်ဆိုတဲ့အခြေအကားကတကယ်လွှတ်တော်ထဲမှာရှိနေတဲ့ပြည်သူ့ကိုယ်စားလှယ်တွေဟာလွှတ်တော်ရဲ့ဆန္ဒကိုအကောင့်တဲပေါ်ဆောင်ရွက်ပေးမယ်ကိုယ်စားလှယ်တွေအမှန်စင်စစ်ဖြစ်ရင်လူလေးလန်းကျော်လက်မှတ်ရေးထိုးပြီးတင်ပြတောင်းဆိုထားတဲ့ဒီလုပ်ငန်းတွေကိုနိုင်ငံတည်ငြိမ်ဖို့နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့တဘာသာနဲ့တဘာသာကြားမှာယုံကြည်မှုတွေတည်ဆောက်နိုင်ဖို့အတွက်သူတို့အမှန်တကယ်ဆောင်ရွက်ပေးရမှာဖြစ်ပါတယ် ဲ့နေရာမှာလည်းတချို့တော့မေးပါတယ်လွှတ်တော်ဥက္ကဋ္ဌကြီးကဒါဘာကြောင့်မပြထမ်းမရသေးတာလဲဆိုတဲ့အချက်ရှိပါတယ်အဲ့တော့ဒီနေရာမှာလည်းလွှတ်တော်ကိုယ်စားလက်5 6ဦးလောက်ကတော့ဒီဥတွေကိုပြထမ်းပေးဖို့တင်ပြဖို့ဆွေးနွေးဖို့အဆိုတင်ထားကြပါတယ်ဒါပေမဲ့လွှတ်တော်ဥက္ကဋ္ဌကအချက်၃ချက်နဲ့လောလောဆယ်ဆိုင်းငံ့ထားပါတယ်ဘာလဲဆိုတော့တိုင်းရင်းသားအချင်းချင်းသဘောထားလွှဲမှာမှာဆိုလို့နောက်တစ်ချက်ကနိုင်ငံတကာဖိအားတွေပေးနေလို့နိုင်ငံတွင်တည်ငြိမ်မှုတွေမရှိသေးလို့ဆိုတဲ့အချက်၃ချက်နဲ့ဆိုင်းငံ့ထားတယ်လို့ဖြားပြီးတော့ကြားစုံစမ်းသိရှိရပါတယ် ဒါပေမဲ့ယနေ့မျိုးဆောင်ဥပဒေမှာအဲ့ဒီအချက်တွေတစ်ချက်မှမပါဝင်ပါဘူး။အဲ့တော့မပါဝင်တော့ခန္ဓာတစ်ခုမှာတော့အဲ့ဒီအမျိုးသမီးလေးတစ်ခုကထားမိတယ်။ဒီလောက်အကျိုးရှိတဲ့ဥပဒေတရားကိုလွတ်တော်ဥက္ကဋ္ဌကဘာဖြစ်လို့မပြထမ်းရတာလဲလို့မျိုးတော့ဘုရားတပည့်တော်ဖြေစရာအဖြေမရှိတော့လွတ်တော်ဥက္ကဋ္ဌကြီးစကားနဲ့ပဲပြန်ဖြေလိုက်မိပါလေ။အဲ့ဒါဘာလဲဆိုတော့လွတ်တော်ဥက္ကဋ္ဌယဟုဒလောဆာနယ်စင်းဒီမှာဖြေပါတယ်။ပြည်သူလွတ်တော်ဥက္ကဋ္ဌဖြစ်ရခြင်းသည်တော်ယုံတန်ယုံဝင့်နေတော့မဖြစ်ပါဘူးဆိုတဲ့သူစကားပါပဲ။ ဘာလဲဝေကျွေးကြည့်တဲ့အခါဆိုတာ तू ကဘာလို့ဆိုလိုတာလဲဆိုတော့ပင်မန်းနဲ့အလုတ်ကြီးများတယ်ဆိုတဲ့အကြောင်းကို तू ဆိုလိုရင်းဖြစ်ပါလိမ့်မယ်အဲ့တော့ယနေ့စန့်ကျင်နေကြတဲ့ပုံကိုယ်တွေဒီဥပဒေကိုလက်မခံနိုင်သေးတဲ့ပုံကိုယ်တွေဒီဥပဒေအပေါ်မှာသဘောထားနားလည်မှုလွဲမှားနေတဲ့ပုံကိုယ်တွေဟာဒီဥပဒေကိုဂါဂါနာနာတိတိချာချာမလေ့လာထားရသေးတဲ့ပုံကိုယ်တွေဒါဖြစ်ပါလေတကယ်လေးလာပြီးတဲ့ပုံကိုယ်တွေအားလုံးလက်ခံကြပါလေအကျိုးဘုရားပြုလို့ခရီးပြည်နယ်ဘက်မှာတော့ဆွေးနွေးတယ်ရန်ကုန်မြို့မှာအစ္စလမ်ဘာသာဝင်လူငယ်တော်တော်များများနဲ့ဆွေးနွေးတဲ့အခါမှာဘာသာကြားလူငယ်များကပင်လျှင် ဒီဥတွေကိုလက်ခံကြတဲ့ပုံကိုယ်ကြီးအများကြီးရှိတာကိုဘုရားလူတော်တို့ကြုံတွေ့ရပါတယ်ဒါကြောင့်မို့ဒီနေ့ဒီဥတွေကိုအပြထမ်းခြင်းဒီတည်တည်ချာချာခါခါနန်းနန်းလက်မခံခြင်းဒီမလေးလာထားလို့ပါလေးလာပြီးရင်အလုံးလက်ခံလာလိမ့်မယ်လို့ညှော်လင့်ပါတယ်နောက်တစ်ခုကအမျိုးဆောင်တာအမျိုးဆောင်တွေမှာဘယ်ရဲ့မျိုးကိုဆောင်ပါလဲဆိုတဲ့စကားမိခွန်းရှိပါတယ်အဲ့တော့ဘုရားလူတော်တို့ဥပမာအားလောကဥပမာပါပဲကြက်အုံမကြီးခွတ်တတ်တာမကိုက်တတ်တဲ့ခွေးမကြီးတားပေါက်တဲ့အချိန်မှာကိုက်တတ်တာအဲ့ဒါတားစိတ်ပါအဲတလဝါရီနဲ့ပြောရင်တော့တားစိတ် စကားကြီးတကယ်ကျဲစာစကားနဲ့ပြောရင်တော့မျိုးရှိစိတ်ပါမိမိအမျိုးမတုံရေးမိမိအမျိုးအန္တရာယ်မကြောက်ရေးမိမိသားသမီးတွေရဲ့ဖြစ်ပေါ်လာနေတဲ့ဘေးအန္တရာယ်တွေတဲ့ကာကွယ်စောင့်ရှောက်ခြင်းစိတ်ဖြစ်ပါတယ်အဲ့တော့တလိတ်ဆန်တောင်မှသူမျိုးရှိစိတ်သူအမျိုးမတုံရေးတွေကာကွယ်စောင့်ရှောက်တတ်ရင် လူမှန်ရင်ကိုမျိုးကိုစောင့်ရမှာပါလူအစ်စ်ဆိုရင်မျိုးချစ်ပါတယ်အမျိုးမစိတ်ရင်အမျိုးမစိတ်ရင်တော့လူမစိတ်ရင်တော့အမျိုးချစ်မှာမဟုတ်ပါဘူး ဲ့တော့အမျိုးစစ်တဲ့သူတိုင်းကတော့အမျိုးချစ်ကြမှာပါလူအစစ်ဖြစ်ရင်လည်းအမျိုးချစ်မှာပါအဲ့ဒါပဲမှပါလေကရင်ကလည်းကရင်အမျိုးချစ်မှာပဲရှမ်းကလည်းရှမ်းမျိုးချစ်ဗမာကလည်းဗမာကလားကလည်းကလားမျိုးချစ်မှာပဲအမျိုးချစ်ရင်ကိုယ်မျိုးကိုကိုချစ်ရမယ်ဘာသာကိုဘာသာကိုချစ်ရမယ်သာသနာကိုသာသနာကိုချစ်ရမယ်ဒါပေမဲ့ကိုယ်ဘာသာသာသနာကိုယ်လူမျိုးကိုကိုချစ်ခြင်းကာကွယ်ခြင်းစောက်ရှောက်ခြင်းသည်သူတပါးလူမျိုးဘာသာသာသနာကိုမဖျက်ဆီးဖို့မစော်ကားမိဖို့အကျူးလွန်မိဖို့ မနှောက်ယှက်မိဖို့အဓိကအရေးကြီးပါတယ်ဒါကိုဘုရားပြုတော်ယနေ့အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ကြီးကအတိပညာပေးဖို့စီယုံဖို့ဤမှန်လမ်းမှန်နဲ့ကာဝယ်စောင့်ရှောက်တတ်ဖို့ကြိုးစားတာဖြစ်ပါတယ်ဒါကြောင့်မို့အမျိုးစောင့်တာဘယ်မျိုးကိုစောင့်မှာလဲကိုမျိုးကိုကိုစောင့်အောင်မှာပါကိုဘာသာကိုသာသနာကိုကိုစောင့်အောင်မှာပါအဲ့ဒါဘာသာဝင်တိုင်းလူမျိုးတိုင်းတာဝန်ရှိတဲ့အလုပ်ပါအဲ့တော့ယနေ့ဘုရားပြုတော်ဒီမျိုးဆောင်ဥတွေမှာလည်းဘယ်ဘာသာသာသနာကိုမှထိခိုက်နစ်နာထားအောင်မလုပ်ထားပါဘူးဒါကြောင့်ဆရာတော်ကြီးများကဆုံးဖြတ်ချက်ကတော့ ဒီဥပဒေလွတ်တော်မှာပြာထမ်းမပြီးမချင်းဘုရားတပည့်တော်တို့လူတွေဆရာတော်တန်ခါတော်များရဲ့ဥဆောင်မှုရဟန်းရှင်လူပြည်သူတွေရဲ့တင်ပြတောင်းဆိုမှုနဲ့လွတ်တော်မှာလာစဉ်လက်မှတ်တင်ပြတော်မှာဖြစ်ပါတယ်အခုတော့လွတ်တော်ကိုတရားဝင်ပေးပို့ထားတာ၃သိန်း၃တန်းကျော်ပြီနောက်ထပ်တန်းတန်းကျော်ထပ်ပို့မယ်အခုဆက်လက်ပြီးတော့လက်မှတ်တွေကိုကောက်ခံနေပါတယ်လက်မှတ်တွေကောက်ခံပြီးတော့ဆက်ပြီးတော့လဲပြတ်ထမ်းမပြီးမချင်းပို့သွားမှာဖြစ်ပါတယ် အဲ့ဒီနေရာမှာတချို့ကမြည်တယ်လက်မှတ်ထိုးတဲ့အခါမှာအဖမ်းခံရနိုင်တယ်လို့အုပ်ချုပ်ရေးမှူးကြီးကဟိုဒါဒီကြားတားကြပါတယ်အဲ့တော့ဖခင်ကြီးတို့ဖြေလိုက်ကြတခုလဲပါပဲဘာဖြစ်လို့လဲယနေ့လက်မှတ်ထိုးလို့တာဖမ်းခံရဇလန်းဆိုရင်လို့2008ခုနှစ်အခြေခံဥပဒေပြဋ္ဌာန်းမှုဆိုတပြည်လုံးတနိုင်ငံလုံးမှာမဲဆန္ဒခိုင်ပွဲတွေလုပ်တယ်မဲယုံမှုကြပြည်သူတွေကိုလက်မှတ်ထိုးခိုင်းတယ်အဲ့တော့လက်မှတ်ထိုးလို့ဖမ်းရရင်အဲ့ဒီမဲယုံမှုတွေကိုအရင်ဖမ်းခိုင်းပြီးလို့ရှိရင်ဘာလုပ်ရမလဲယနေ့ပြွတ်တော်ထဲမှာလူ၄သန်းကျော်လက်မှတ်ထိုးပြီးပြီလူ၄သန်းစက်နဲ့ထောင်အမာပြီမှာမရှိသေးဘူး ။နောက်ယနေ့မီဒီယာဥပဒေမှာမီဒီယာဥပဒေမှာပြန်ကြားရေးဝန်ကြီးဌာနနဲ့မီဒီယာကောင်စီတို့အငင်းပွားတဲ့အခါမှာပြည်သူတွေရဲ့သဘောဆိုင်တာကိုကောက်ယူပြီးတော့တင်ပြနေကြတယ်။ယနေ့အခြေခံဥပဒေပြင်ဆင်မှုဆိုပြီးတော့အချို့သောပါတီကြီးများကဒေတာတိတိမှာပြည်သူစံနာတွေကိုကောက်ယူပြီးတော့စံနာဖော်ထုတ်ပွဲတွေလုပ်နေကြတယ်။ဘုရားတပည့်တော်ကိုဗုဒ္ဓဘာသာတိုင်းရင်းသားတွေလိုအပ်တဲ့ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာဥပဒေတရားကိုပြဋ္ဌာန်းဖို့တပည့်တော်တို့လမ်းပေါ်မထွက်စံထားမပြဘဲနဲ့ငြင်းချမ်းတဲ့နီးနဲ့ကိုယ့်ရဲ့အကာအကွယ်ရဖို့အတွက် တင်ပြတောင်းဆိုခြင်းသည်နိုင်ငံသားတယောက်ရဲ့ရာသင်ကြတတ်တဲ့အခွင့်အရေးကိုပေါ်ဆောင်ခြင်းဖြစ်ပါတယ်။ဒါဘယ်သူမှဘယ်ဥရေချောင်းထဲမှာအရေးယူလို့မရနိုင်ပါဘူး။ဒါကိုလည်းအာလုံခါကနာနားလေပြီးတော့ဆက်လက်ဆောင်ရွက်သွားကြဖို့ညီညွတ်ကြဖို့လိုပါတယ်။ဖြားပြီးတော့ခုဒီမြို့ဘာသာသာဆောင်ရွက်ဖွဲ့တွေဖွဲ့ပြီးတဲ့အခါမှာဒီဒေသမှာရှိတဲ့ဆရာတော်တန်တော်များဦးဆောင်မှုဗရိုက်တာဘာသာရေးလူမှုရေးအသင်းဖွဲ့များပြည်သူများရဲ့ညီညွတ်မှုနဲ့မိမိဒေသမှာရှိတဲ့လွတ်တော်ကိုယ်စားလှယ်တွေကိုဒါကိုတိုက်တွန်းဖို့လိုပါတယ်။ အဲ့ဒီလိုတမျိုးချင်းတမျိုးချင်းစီကလွတ်တော်ကိုယ်စားလှယ်တွေကိုစီရောက်နိုင်ပြီးတိုက်တွန်းနိုင်ပြီးရှင်းလင်းပြီးတော့ပြောကြားနိုင်ပြီးအကူအညီတောင်းခံနိုင်ပြီးဆိုရင်အဲ့ဒီလိုမျိုးနွယ်တွေကညီညွတ်လာကြမယ်ဆိုရင်လွတ်တော်တစ်ခွင်တစ်ခွင်မှာရှိတဲ့ကိုယ်စားလှယ်တွေအားလုံးညီညွတ်ပြီးဆိုရင်ဒီဥတွေဟာမကြာမီပြဋ္ဌာန်းနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်မဖျားပြီးတော့မဘာသာအဖွဲ့ကြီးဒီနံပါတ်1လုံးဒုတိယလုပ်ငန်းစဉ်အနေနဲ့မျိုးစောက်ဥတွေ ပေါ်ထွန်းရေးမျိုးဆောင်ဥပဒေပြဋ္ဌာန်းကာကွယ်စောင့်ရှောက်နိုင်ရေးကိုအားလုံးဆက်လက်ပြီးတော့အင်တိုင်းအားတိုင်းကြိုးစားဆောင်ရွက်သွားဖို့ရောက်ထားလိုပါတယ်တိုက်တွန်းလိုပါတယ်ဒါကိုလည်းဖျားပြီးတော့ပြန်လည်ပြီးတော့အခုခန္ဓာတက်ရောက်တဲ့ဆရာတော်တန်ဃာတော်များကလူပုဂ္ဂိုလ်များကမိမိတည်ထားလေသမ ्या ကိုပြန်လည်ပြီးတော့မတိနာမလည်သေးတဲ့ဆရာတော်ကြီးများလူပုဂ္ဂိုလ်များရှိပါကလည်းရှင်းလင်းရှောက်ထားဆွေးနွေးပေးကြဖို့ဖျားပြီးတော့ဥစွာဥညွတ်ပြီးတော့ပန်ကြားလျှောက်ထားလိုပါတယ်ဗျာဒါလည်းသာသနာပြုခြင်းတစ်မျိုးပါပဲဖျားပြီးတော့အားလုံးငြိမ်းချမ်းဖို့ပါပဲ နောက်နံပါတ်3ချက်ကတော့ဘုရားပြုတော်နိုင်ငံမှာလူငယ်တွေရှင်ကျေးမှုနဲ့ဇာတိကြပညာမြင့်တည်ရေးတင်တဲ့တွေဒေတာတိတိမှာဖွင့်ဖို့ဆိုပြီးတော့စူးစမ်းပါတယ်အဲ့ဒါစူးစမ်းရတာလည်းဘုရားပြုတော်ကယနေ့အားရစရာကောင်းတာကတော့ရှင်ကျေးမှုတင်တဲ့ဒီနေ့တော့အမျိုးသားအနေနဲ့သူအမျိုးသားအောင်ပွဲဖြစ်နေအမျိုးဘာသာသာနာစောင့်ရှောက်ရေးဝန်ကြီးကိုအာမိလာမျိုးကဖွဲ့လိုက်တဲ့အခါကျတော့ ကိုလို့ပင်တာနာတော်အတွက်အထင်ကြီးရမတ်တိုင်တကူစိုက်ထူနိုင်ပါပြီ။ဒါကြောင့်မတန်မှကျေးဇူးနဲ့တင်ပါတယ်ဝမ်းလေးမြောက်ပါတယ်ကျွန်တော်တို့ကျန်တဲ့ဘာသာသာသနာအသိအဖွဲ့တွေဖွဲ့ဖို့ဆောင်ရွက်နေတဲ့ဒီမနိုင်ငံနဲ့များမှာရှိကြတဲ့အဖွဲ့အစည်းကျွန်တော်တို့မဖွဲ့ရသေးတဲ့ဖွဲ့တွေလည်းပဲနမူနာဖြစ်ရရှိသွားမှာဖြစ်ပါတယ်။ကျွန်တော်ဒီနေ့အဲ့ဒါတပိတော်ပေါ့နော်ဘုရားတပိတော်ရောက်ရှိတဲ့အချိန်လေးရတဲ့အချိန်လေးမှာလူရင်းချုပ်ပြီးတော့ပြောပြခြင်းနာကတော့ အမျိုးဘာသာသာသနာဆောက်ရှောက်ခြင်းနဲ့မျိုးဆောင်ဥပဒေအကြောင်းဖြစ်ပါတယ်အဲ့တော့မျိုးဘာသာသာသနာကိုဆောက်ရှောက်ရဲ့နေရာမှာဥပဒေနဲ့အညီဆောက်ဆောက်ဆောက်ရှောက်ဖို့လိုပါတယ်အဲ့တော့တရားမျိုးတို့မြန်မာနိုင်ငံမှာ လူတွေဟာမိမိကိုယ်ကိုကာကွယ်ခုခံနိုင်ခွင့်ရှိပါတယ်အဲ့ဒါကိုလည်းပဲပြည်မှုဆိုင်ရာဥပဒေမှာကာကွယ်ခုခံပိုင်ခွင့်နဲ့ပတ်သက်လို့ပြည်မှုဆိုင်ရာဥပဒေပုံမှန်တရားမှာပြဋ္ဌာန်းထားပါတယ်အဲ့လိုပဲဥစ္စာပစ္စည်းတွေကို ထိခိုက်အောင်ပျက်စီးအောင်လုံးလာမယ်ဆိုရင်လည်းကာကွယ်ခုခံနိုင်ခွင့်ရှိပါတယ်ဘယ်တော့ဒီကာကွယ်ခုခံနိုင်လဲဆိုရင်အဲ့လိုအတ္တအန္တရာယ်ကိုဆိုးရင်အောင်လုံးလာတဲ့သူပစ္စည်းကိုပြန်ပြီးအစားထိုးမရအောင်ဆုံးရှုံးအောင်လုံးလာတဲ့သူကိုတေသေးသည်ထိကာကွယ်ခုခံနိုင်ခွင့်ရှိကြောင်းကိုဥပဒေမှာပြဋ္ဌာန်းထားပါတယ်အဲ့ဒီလိုပဲဘုရားကြီးတော်ရဲ့နိုင်ငံကိုကျူးကျော်လာတဲ့ မြည်သည့်နိုင်ငံကိုပဲဖြစ်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 ကာကွယ်ခုခံပိုင်ခွင့်ဟာဥပဒေအရပေးထားတဲ့အခွင့်အရေးဖြစ်ပါတယ်အဲလိုပဲမျိုးပါသာသာသနာကိုထိခိုက်ကျူးလွန်လာတဲ့ကိစ္စရပ်ကိုကာကွယ်ခုခံပိုင်ခွင့်ဟာလည်းပဲလူသားတိုင်းရှိတဲ့ရှိတဲ့ရထားတဲ့အခွင့်အရေးဖြစ်ပါတယ်အဲလိုဒါကိုကိုယ်မျိုးပါသာသာသနာကိုကာကွယ်စောင့်ရှောက်တာကိုမိသူမတားလို့စီးလို့အပြစ်ပြောလို့မရပါဘူး အဲ့တော့ဒီနေရာမှာလင်းမြင့်တို့ပြောပြနေတာကကမ္ဘာပေါ်မှာအဓိကဘာသာကြီး၄မျိုးရှိပါတယ်အဲ့ဒီ၄မျိုးမှာဘုရားဘာသာဖြစ်တဲ့ဒေရဝါဒဘုရားဘာသာကတော့ BC 989ခုနှစ်မှာအိန္ဒိယနိုင်ငံဖြစ်တဲ့နီပေါ်နဲ့အိန္ဒိယအဲ့ဒီဘက်ကပြီးစပြီးတော့ပေါ်ထွန်းခဲ့တာပါအဲ့ဒီပြည်ကိုဟိန္ဒူကတော့ BC 3500မှာအိန္ဒိယမှာစပေါ်ထွန်းခဲ့ပါတယ်ခရီးရန်ကတော့အိန္ဒိယတိရစုမှာအမေရိကတိုက်နဲ့ဥရောပနိုင်ငံတွေမှာပေါ်ထွန်းခဲ့ပါတယ် အစ္စလာမ်ကတော့ AD 990မှာအာရပ်နိုင်ငံတွေဖြစ်တဲ့သူတွေအစောရီယာရေးပြီးအာနေပြီးတော့အာရပ်ကမ္ဘာမှာပေါ်ထွန်းခဲ့တဲ့ဘာသာဖြစ်ပါတယ်။အဲ့တော့အဲ့ဘာသာကြီး၄မျိုးရဲ့ပေါ်ထွန်းလာခဲ့တဲ့အချိန်တွေနဲ့သူတို့ရဲ့ယုံကြည်ကိုးကွယ်မှုတွေရာလည်းမတူညီကြပါဘူး။ဘုရားဘာသာကတော့မြတ်ဗုဒ္ဓဟာတမန်ကျော်အစဉ်ဆက်နဲ့လက်ခံထားတာဖြစ်ပါတယ်။ဘယ်နည်းအားဘုသူသောသောနာမင်းကြီးနဲ့မေတော်မာယာမွေးပြီးတော့မှဘလို့ဖြစ်ပေါ်လာခဲ့လဲဆိုတော့တမန်ကျော်အစဉ်ဆက်ရှိပါတယ်။ ဟိန္ဒူမာကတော့အဲ့လိုမဟုတ်ပါဘူးဟိန္ဒူမာကတော့ရှီဝါရဲ့မြန်မာရဲ့ဗိဒ္ဓလို့ရဆိုတဲ့နတ်ကြီး၃ပါးကိုဖန်ဆင်းလိုက်တဲ့အခါမှာဣဒွာယဘုရားဆိုပြီးတော့မှဟိန္ဒူရဲ့ဘုရားဖြစ်ပေါ်လာပါတယ်ခရိယာမာကြတော့သူတို့ရဲ့ထာဝရဘုရားဆိုတာရှိတယ်သို့တော်လည်းပဲသူတို့ထာဝရဘုရားကိုတိုက်ရိုက်ပြောလို့တွေ့လို့မရဘူးတမန်တော်ဖြစ်တဲ့ယေရှုခရစ်ကမြင်သိသွားရတယ်ဒါကြောင့်ခရစ်ယာန်သူတို့ရဲ့ဘုရားကိုတိုက်ရိုက်တွေ့ရအောင် ခရိယန်ရဲ့ဖခင်ဟာဘလို့ပုံစံရှိပါလဲလို့ပြောရင်သူတို့ပြလို့မရဘူးလက်ဝကတိုင်းမှာဖြစ်တဲ့ခရစ်တော်ဟာယေရှုခရစ်တော်တန်မှန်တော်ပဲဖြစ်ပါတယ်အဲ့လိုပဲအစ္စလာမ်ကိုကြည့်တဲ့ခါမှာလည်းပဲအစ္စလာမ်ဟာသူတို့ထာဝရထာဝရဖခင်ဆိုတာရှိတယ်အလ္လာဟ်လို့ပြောတယ်သို့တော်လည်းပဲအလ္လာဟ်ဟာတော်ရဖရားဘလို့ပုံစံရှိတယ်ဆိုတာသူတို့မပြောနိုင်ပါဘူးသို့တော်လည်းပဲသူတို့ဟာတမန်တော်မူဟာမက်ကနေပြီးပြောဆိုတဲ့ပုံမှာပဲလက်ခံယုံကြည်ရပါတယ်ဒါကြောင့်ဘာသာကြီးလေးမျိုးကိုကြည့်ရတဲ့အခါမှာ တရားပြောလို့ဘာသာဟာအမတန်မှကြီးညိုဝေဟာနိလိုဝေဟာကောင်းဟာအခြေခံရင်းမြစ်ကြကြရှိပါဒါကြောင့်ဘာသာဤလေးမျိုးမှာဗုဒ္ဓဘာသာကြောင့်ကဘာမှာဘယ်မှစစ်ပွဲမဖြစ်ခဲ့ဘူးပါဘူးအခြားဘာသာတွေကြောင့်စစ်ပွဲတွေဖြစ်ခဲ့ဘူးလားတမိုင်းမှာအများကြီးရှိပါတယ်ဒါကြောင့်ဗုဒ္ဓဘာသာဟာအေးချမ်းနဲ့ငိမ့်ချမ်းနဲ့ဘာသာလို့အားလုံးသိကြပါသို့တော်လည်းပဲဒီဗုဒ္ဓဘာသာကြီးပြိုကွဲပျက်စီးအောင်၊ကွယ်ပြောက်အောင်လို့ အစီရင်တကြလှုပ်လာတာတွေကိုလည်းပဲမျက်ဝါးတင်နေတွေ့နေရပါပြီ။ကမ္ဘာပေါ်မှာကြီးလာလို့ရှိရင်ဗုဒ္ဓဘာသာစပြီးဖျားပွင့်နေတဲ့အိန္ဒိယနိုင်ငံမှာအခုဗုဒ္ဓဘာသာဟာတော်တော်ရှာနေရပါပြီ။ဗုဒ္ဓဘာသာထွန်းလာခဲ့တဲ့အင်ဒိုနီးရှားအာဖဂန်နစ္စတန်ဘင်္ဂလားဒေ့ရှ်အဲ့ဒီတိုင်းရင်းနေအားလုံးပါလည်းပဲအခုဆိုရင်အခြားဘာသာတွေကနေသူတို့ဘာသာကိုသွတ်သွဲလိုက်ကြတော့ဗုဒ္ဓဘာသာကွဲပြောက်သွားခဲ့ပါပြီ။ဖျားပြောလို့ဒီလိုနိုင်ငံပြည်တော်ထိုင်းနိုင်ငံတောင်ပိုင်းမှာလည်းပဲ အစ္စလာမ်ဘာသာဝင်တွေအများကြီးဖြစ်သွားတဲ့အတွက်ထိုင်းနိုင်ငံတောင်မန်းကိုလည်းပဲတည်တံ့တောင်းဆိုလာအများကြီးတွေ့ရပါပြီအဲ့ဒီမျိုးဘုရားပြောလို့ဗုဒ္ဓစာပွင့်ခဲ့တဲ့အိန္ဒိယနိုင်ငံမှာဘုရားဗုဒ္ဓဘာသာရဲ့အခြေခံကြကြတည်တံ့ထောက်ထားတွေကိုယနေ့ဘုံခွဲဖြည့်ဆည်းပြီးအစဖြောက်ဖို့ကြိုးစားလာခဲ့ကြပါပြီဒါဘုရားပြောလို့လိလူရှုထားလို့မရတဲ့အခြေအနေဖြစ်ပါတယ်အဲ့တော့ဒီလိုဘာသာကြီးတွေ၄မျိုးရှိတဲ့အခါမှာ ဘာသာတစ်ခုနဲ့တစ်ခုတို့ဘာသာတွေပြန်ပွားဖို့တိုးပွားဖို့လုပ်တဲ့ခါမှလည်းနီးနေရမတူရပါဘူးဒါကြောင့်အခုရောက်ရှိပြီးနားထောင်နေကြတဲ့ဆရာတော်တက္ကသိုလ်ရှင်ဘုရားများနဲ့အောက်ကဓမ္မမိတ်ဆွေများကနေပြီးတော့အခုဘုရားကြီးတော်ရှင်းပြမယ်ဘာသာသာနာပြန်ပွားအောင်ဆောင်ရွက်တဲ့နီးတွေကိုမှန်သားပြီးတော့မှမိမိရဲ့တက္ကသိုလ်မှတွေမိတ်ဆွေတွေကိုပြောပြဖို့ပညာပေးဖို့တပိတော်တိုက်တွန်းလိုပါတယ်ပထမဦးဆုံးဗုဒ္ဓသာနာပြန်ပွားဖို့နီးကတော့မြတ်ဗုဒ္ဓကကာလာမတုတ်ကိုဟောပါတယ် ကာလမတ်တို့ရဲ့အဓိကဆိုလို့ရင်းရတော့ငါဟောလည်းမယုံနဲ့ငါကျမ်းဂန်မှာပါလို့လည်းမယုံနဲ့ငါဆရာဟောလည်းမယုံနဲ့ကိုယ်တိုင်ဆန်းစစ်ပြီးမှယုံဆိုပြီးတော့မြတ်ဗုဒ္ဓကဗုဒ္ဓသာနာလက်ခံဖို့တက်ကိုအတင်းကျပ်ဘရောမှမရှိခဲ့ပါဘူးလွတ်လပ်လပ်နဲ့ယုံကြည်ကိုးကွယ်ဖို့ပေးပါတယ်ဒါဟာဒီမိုကရေစီရမ်းကြပါတယ်အခြားသောဘာသာတွေမှာအဲ့လိုမဟုတ်ပါဘူးပရမဟုဆိုတာအစ္စံဘာသာတွေရဲ့သူတို့ဘာသာပြန်ပွားပုံအကြောင်းကိုပြောပြလိုပါတယ် ။အစ္စံဘာသာမှာ၃ကြောင်းတောင်းနည်းနဲ့သူတို့ဘာသာပြန်ပေါ်အောင်ဆောင်ရွက်ပါတယ်။ပရမနည်းကတော့အိမ်တော်ပြုပြီးတော့အိမ်တော်ရင်းနဲ့ဘာသာသာနာပြန်ပေါ်အောင်လုပ်ပါတယ်။ဒါဟာအလုံးသိပြီးသားဖြစ်ပါတယ်။သူတို့ရောက်တဲ့နေရာတိတိမှာအိမ်တော်တွေ40ထိမကပြန်အိမ်တော်တွေပြုပြီးသားသမီးတွေအများကြီးမျိုးပြီးတော့မှမျိုးလာတဲ့သားသမီးတွေရတဲ့သူတို့ဘာသာဖြစ်သူသိငယ်တဲ့အတွက်ကမ္ဘာနိုင်ငံတိတိမှာအစ္စလာမ်အစ္စလာမ်နေရာ အခုဆိုရင် OIC လို့ဆိုပြီးတော့အစ္စလာမ်ဖွဲ့ချုပ်ဖွဲ့တော့59နိုင်ငံလောက်ရှိသွားပြီသူတို့ဟာသူတို့နိုင်ငံသူတို့အစ္စလာမ်တွေအများကြီးရှိတဲ့နိုင်ငံကိုအစ္စလာမ်နိုင်ငံလို့တိတိကျကျကြီးညာကြပါပြီအဲ့ဒီပြည်ကိုအစ္စလာမ်ဘာသာဝင်တွေစုပေါင်းထားတဲ့59နိုင်ငံလောက်နိုင်ငံတွေကိုလည်းပဲ OIC ဆိုပြီးအစ္စလာမ်ဖွဲ့ချုပ်လို့တိတိကျကျကဘာကိုကြော်ညာပါတယ်ဘုရားသခင်တို့ကဗုဒ္ဓဘာသာတွေအများကြီးနေတိုင်းနဲ့ရာဂန်တို့90လောက်ရှိတဲ့ဗုဒ္ဓဘာသာနေတိုင်းနဲ့မြန်မာနိုင်ငံကို ဗုဒ္ဓဘာသာနိုင်ငံလို့ဘာဖြစ်လို့မကြင်ညာရေးရမှာလဲပြည်ဥချင်းကဥပဒေမှာလွန်ခဲ့တဲ့1949ခုနှစ်ကဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာဖြစ်သတ်မှတ်ပြီးတော့မှထည့်သိမ်းပေးခဲ့တယ်။သို့သော်လည်းနောက်ပိုင်းမှာ1984 2008ဖွဲ့စည်းပုံအခြေခံဥပဒေတွေပြန်လည်ပြဋ္ဌာန်းတဲ့အခါမှာတော့နိုင်ငံတော်ဘာသာမှာဗုဒ္ဓဘာသာသည် ပြည်သူအများကိုးကွယ်သောဘာသာပြည်ပြီးထူးခြားသောဝိသေသလက္ခဏာရှိသည်ဆိုပြီးတော့ဒီလိုမျိုးပြောင်းလဲပြီးတော့ပြောခဲ့ပါတယ်ဘုရားဘာသာကိုနိုင်ငံတော်ဘာသာပြဋ္ဌာန်းခဲ့တဲ့ဥပဒေကိုယနေ့တိုင်မပြည့်ပြည့်သေးပါဘူးဥပဒေရဲ့သဘောကတော့မပြည့်ပြည့်သေးရင်အတည်ပြုနေတာပါပဲဒါကြောင့်မလို့ဘုရားပြည်တော်တို့ဟာပြည်သူ့ဘုံခြေကဥပဒေကိုပြင်ဖို့ပြောနေကြရင်ဘုရားပြည်တော်တို့ကလည်းပဲအဲ့ဒီနိုင်ငံတော်ဘာသာဆိုတဲ့နေရာမှာဘုရားဘာသာကိုနိုင်ငံတော်ဘာသာလို့တိတိကျကျနှစ်ထောင်ရှစ် ပဲကြီးကောင်မပြင်မေးပါလို့တောင်းဆိုရမယ့်အနေပြီးပေါ်ပေါက်နေပါပြီအဲ့တော့ဒါကอิสลามนี่ฮะไอ้หนองยีนเนี่ยไอ้ตัวเปลี่ยนบ้าออกลงไปนะตะคูอ่ะซีบัวยีหลุมวยยีปั่นโบပြီးတော့มาตรุบภาษาကိုဆွဲပြီးတော့มาตုတ်ทွင်းน่ะရှိပါတယ်อิสลามကထောက်ပံ့မှုညို့ုံပေးပြီးအဲ့ဒါဘုရားဘာသာမင်္ဂလာကိုယူရင်ဘယ်လိုထောက်ပံ့နေဆိုတော့အနေသားမျိုးကြီးအများကြီးတို့มาစီကံအစီအစဉ်ကြလုပ်ခဲ့ပါတယ် အဲ့တော့တာဝကခုပြောရမယ်ဆိုရင်ဘုရားပြောရန်ကုန်တာမွေကမင်းကလေးတယောက်ဟာအသက်20နှစ်မှာအလားဘာသာကြမူဆရာအစ္စလာမ်ဘာသာနဲ့လက်ထပ်ပြီးတော့သူ့ဘာသာကိုသွတ်သွင်းလိုက်ရတယ်။နေကာပတ်တယ်စာချုပ်ချုပ်တယ်မက္ကာကိုခေါ်ရတယ်စာချုပ်ပြတယ်အကူအညီတွေများကြီးရတယ်။ပြန်လာတော့မှဒီမင်းကလေးဟာအဲ့ဒီအစ္စလာမ်ဘာသာယောက်ျားဟာမယားကြီးရှိတဲ့ကလေးနှစ်ယောက်နဲ့ရှင်မန်တိလာရတယ်။အဲ့ဒီမှာသူ့ရဲ့နောင်တကတောင်းနေပြီ။သို့တော်လည်းပဲမထူးဆက်ခင်းမိနေတဲ့အတွက်ကလေးဟာအခု6နှစ်တောင်ရောက် ီလိုအခြေအနေရှိသူတို့ဟာဗမာမိကလေးတွေကိုနှီးမျိုးစုံနဲ့ဖျားယောင်တွဲဆောင်ပြီးတော့မှနှီးမျိုးစုံလက်တက်ပြီးသူတို့ဘာသာကိုသွတ်သွင်းတာလေးလည်းပဲမြန်မာနိုင်ငံနဲ့များမှတာရကတွေနဲ့ရှိနေပါတယ်နောက်တစ်ခုကအကျမ်းဖက်နှီးနဲ့သွတ်သွင်းတာပါပဲအကျမ်းဖက်ဆိုတာသူ့ဘာသာကိုမဝင်လို့ရှိရင်နှီးမျိုးစုံနဲ့အကျမ်းဖက်ပြီးတော့မှသွတ်သွင်းတာပါပဲမြန်မာမိကလေးတို့ယူတဲ့အခါမှာနှင်းဘာသာနဲ့နှင်းကိုယ်ွယ်ငါဘာသာနဲ့ငါကိုယ်ွယ်လို့အစကပြောပြီးမဲ့နောက်ပိုင်းမှာနှီးမျိုးစုံနဲ့သွတ်သွင်းလို့မြန်မာမိကလေးတွေ မိငွေရောက်တရားဟာအစ္စလာမ်နဲ့ယူလို့ရှိရင်အစ္စတရားလုံးဟာအစ္စလာမ်ဘာသာကူးပြောင်းသွားကြရတာပါပဲအဲ့လိုပဲခရိယံဘာသာကိုကြည့်နေခရိယံလည်း၃ကြောင်းတောင်းနေပါပဲခရိယံကလည်းပဲနမတိသာသနာပြုဖွဲ့တွေဆင်လုပ်ပါတယ်သာနာပြုဖွဲ့တွေဆင်လုပ်ပြီးတော့မှအဲ့ဒီဒေသတွေမှာသူတို့ဘာသာပြန်ပေါ်အောင်ဆောင်ရွက်ပါတယ်နမနေ့နေ့ကတော့အဲ့ဒီသာနာပြုဖွဲ့တွေနဲ့သူငွေကြေးတွေပံ့ပိုးပေးလိုက်ပြီးတော့မှဒေသအသီးသီးမှာအဲ့ဒီငွေကြေးပံ့ပိုးမှုနဲ့သူတို့ဘာသာတွေပြန်ပေါ်အောင်ဆောင်ရွက်တာတွေရှိပါတယ် တတိယခရိယန်ဤကတော့စစ်ပွဲတွေစစ်တိုက်ပြီးတော့သွတ်သွင်းတာပါပဲဒီခေတ်မှာတော့စစ်တိုက်ပြီးတော့သွတ်သွင်းတာလည်းမရှိတော့ဘဲနဲ့ခရိခရိယန်ဤဟာသာသနာ့ဘွဲတွေဆွတ်တယ်နောက်ကျွန်တော်တပည့်တော်တို့ငွေကြေးတွေပံ့ပိုးပြီးတော့ဆောင်းရတာဖြစ်ပါရှိလုပ်ပါတယ်တရကားတစ်ခုထုံးလို့ရမယ်ဆိုရင်ချင်းတောင်တန်းနေသားမှာဘုရားပြုလို့ယုံနာဝိဉ္ဇဉ်ဘေးမှာရှိတဲ့63ရက်ကွက်ကဆရာတော်ဗဒနာတေစိန်သာဟာတေစိန်သာဘုရားတို့ဒီဘွဲရဖို့အတွက်ချင်းတောင်မှာနှစ်နှစ်သွားသာသနာပြုရပါတယ် အဲ့ဒီသွားတာနာပြုတဲ့နေရာမှာဗုဒ္ဓဘာသာမရှိပါဘူးခရိယန်နေပါပဲဒါတော့ဒါနာပြုတဲ့နေရာမှာရိုးရိုးဒါနာပြုလို့မရနိုင်တဲ့အတွက်စိုးလောင်းမဲ့သူတော်မရှိတဲ့အတွက်တတ်နိုင်သမျှတန်ရင်စင်းဤပညာတွေအင်္ဂလိပ်စေးတွေရတဲ့မြတ်ယူသွားပြီးတော့မှကလေးတွေတွေ့ရင်မုံလေးတွေကျွေးနီးမျိုးစုံစီယုံတော့အဲ့ဒီဘာကြီးရဲ့သုံးပုံနှစ်ပုံဟာဗုဒ္ဓဘာသာဖြစ်သွားတယ်နှစ်နှစ်ပြည့်လို့ပြန်လာတော့နောက်တစ်ပါးသွားတဲ့အခါကျတော့နောက်တစ်ပါးကတော့အဲ့ဒါလိုမဟုတ်ဘူးဆုံးကမဲ့တကားယူသုံးပုံနှစ်ပုံရှိသေးတော့ဒီတိုင်းပဲဆက်နေတယ် အဲ့ဒီချိန်မှာအဲ့ဒီချင်းရွာကြီးမှာရေရှားပါတဲ့ပြဿနာတက်လာတဲ့အခါကျတော့ဘုရားဘာသာတန်ခါတော်တွေဆိုတာကတော့ရေရှားရင်လည်းပဲဒကာဒကာမတွေကဘုန်းကြီးကျောင်းကိုရေပုတ်ပေးတာဒါအရှင်းလာဘူးဒီလိုပဲဆရာတော်ကဒီလိုပဲမသိလိုက်မသိဘာသာနဲ့ပဲဒီလိုနေလိုက်တာရွာသားတွေအမတန်ရေဒုက္ခရောက်နေတယ်အဲ့ဒီမှာခရင်သာနာပြုတွေရောက်လာပြီးတော့အဲ့ဒီရွာဒီပါလုံးကိုရေရောက်လုပေးတဲ့အခါမှာသောဘုံနမောဘုရားဘာသာအားလုံးဟာခရင်ဘက်ကိုကူးပြောင်းသွားကြတယ်ဒါဟာခရင်ရည်ရဲ့ တာဝန်တာပြန်ပွားအောင်ဆောင်ရဲ့နီးမှာအဲ့ဒါလိုနီးနေသူတို့ပြန်ပွားအောင်လုပ်တာပါသို့တော်လည်းပဲအဲ့